alam mo yung lata. ကျွန်တော်မှန်ပါလေရောဒီဘက်ကလူတွေရောဒါကတော့ကျွန်တော်မပြဘူးလို့လောက်တာပေါ့နော်ဒါပေမဲ့ ရပြီလိုက်မယ်။2026နှစ်ဦးမှာကျွန်တော်ရှေ့ဘုံရှင်းနဲ့ယူပြီးသားကဏ္ဍတစ်ခွက်ထဲတည့်ရမယ်လို့ပေါ့နော်။တစ်ခွက်ထဲရရင်တစ်ခွက်ကောင်းဒါပေမဲ့ညှပ်ဝေးပြီးလိုက်တယ်။ဒါပေမဲ့ကဏ္ဍတော့ရမယ်ကဏ္ဍတော့ချန်ထားမှရမယ်ပေါ့နော်။အဲ့ဒီမှာခေါ်တော့မှဆိုလား။အဲ့ဒီရှေ့ဘုံရှင်းကိုချိတ်ဆက်ပြီးတော့ကျွန်တော်အတွေးပေါ့နော်။အဲ့ဒီမှာဒီ20နဲ့ဒီ20ချိန်မှာအဲ့ဒီရှေ့ဘုံရှင်းနဲ့ချိတ်ဆက်ပြီးသူ့နှမှုထပ်လုပ်ခဲ့ရင်ပေါ့နော်။ ဒီချိန်ဘလို့နည်းနည်းပြပြလာမဲ့နေ့ဦးမှာရှေးပေါင်းရှေးကကစားမှာဒါပေမဲ့သူဆက်များပေးခဲ့ရင်ကျွန်တော်နည်းနည်းငါးထိပ်ငါးထိပ်ကိုနည်းနည်းတန်တရားဝင်တယ်နော်ဒီအချိန်ငါးထိပ်ကိုတန်တရားဝင်တယ်အဲ့ဒါဆိုတော့ကျွန်တော်အဖွဲ့ဝင်နေမမ္ဘာထဲမှာပါတဲ့ကျော်သူမင်္ဂလာပါနော်မမ္ဘာထဲမှာပါတဲ့ငါးပါတော့ခဏလေးကိုလေငါးထိပ်နဲ့ရန်ထိုးပေါ့နော်မမ္ဘာကထရရတိုင်းအထိုင်ရတော့အဓိကထိုးငါးထိပ်နဲ့လည်းနည်းနည်းရန်ထိုးတင်တယ် ပါဝတူဘောကနန်းနေပေါ့နော်ပါဝတူဘောကနန်းနေဟိုငါးထင်းနေရန်ထိုးတင်တယ်ငါးထင်းနေရန်ထိုးတင်တယ်ဆိုကျွန်တော်ရင်အခုဒီဘက်တော့ကောငါးပါတယ်နော်အဝေးကြီးလူကလေးတော့ပေါ့ဒါပေမဲ့မဟုတ်ဘူးပြအားတဲ့လူကလေးဆိုတော့ပြရတာပေါ့နော်ဒါကြီးကပြောချင်မှာဘူးပြနော်မပြောတော့ဘူးပြောတော့ဆိုတာတခြားထိတိုက်တယ်ပေါ့နော်ကိုလေးစားတဲ့ဟာဆရာကြီးထိတိုက်တယ်အဲ့တော့ထားလိုက်ပါတော့ပြောချင်ဒါပေမဲ့အကောင့်တို့ပေါ်နေတယ်နော်အကောင့်တို့ကအကြိမ်သားကိုကျွန်တော်မှမှညီလေးအဲ့အကောင့်တို့သွားပြီးဆေးခဲ့တာ ဆဲတာတော့ကျွန်တော်မပြတော့ပါဘူးဆဲခဲ့တာအကောင့်သူပေးကိုယ်ထိုင်တော့မှပေးရမိုက်နေသေးတယ်ညာအော်တိုသူကဟိုစာပြန်ပြီးသားပဲဒီကသူလိုက်ချိုးကြည့်လိုက်တာနဲ့မစင်ချာကြီးပေါ်လာဟာလုံးဝပေးရထိုင်ရပေါ့နော်သူထိုင်ပန်နံပါတ်ကကာစီကိုဟမ်ကျွန်တော်ကာစီကိုပဲမသုံးဘူးနော်တစ်ချိန်သာ400တဲ့ဒါပေမဲ့တကွက်ကောင်းမှရခဲ့တယ်တဲ့အဲ့လိုတောင်းနေတယ်နော်အတန်ကလူလက်ပိုင်းလောက်ပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ကြည့်နေတယ် အကောင့်တို့ပေါ်နေပါတယ်နော်ကျွန်တော်ဒီဘက်ပါဒီ Facebook ကို policy နဲ့ညှိမှဆိုလို့ကျွန်တော်အကောင့်နေမပြတော့လောက်စားပါသေးလောက်စားပါသေးဆိုတာကကျွန်တော်နာမည်ပြအောင်လုပ်လို့လုပ်လာလည်းဖြစ်ဖြစ်မှာပေါ့အခုကကိုတိုက်ခတ်တယ်လို့ပေါ်နေတာပေါ့နော်အဲ့တော့နာမည်ပြအောင်ဖြစ်လည်းဖြစ်မှာပေါ့ဒါပေမဲ့အောင်အောင်3ဒီဆိုတာက2020နေက line မစတက်တာတစ်နှစ်ကို public နဲ့အမှန်ပါနဲ့ပေါင်းချုပ်ကို6ဘောက်ခုနှစ်ဘောက်အောင်နေတာဒါပြိသက်ပြီးအခုမှပဲကျွန်တော်လိုက်ရှာနေတဲ့လူတွေ 3D မှာပါအောင်နေတာဘုချိန်နေတာ ရှာနေတာပျောက်သွားလို့ပျောက်သွားလို့ပျောက်မှာပေါ့ကျွန်တော်ကအောင်အောင်ဆိုပြီး Facebook ကဖွင့်ရတာမလွယ်ဘူးလေရှီကငယ်တွေးအောင်အောင်လို့ခံလိုက်ခါမှ Facebook ကရတာအခုကျွန်တော်တကောက်ရှိတည်းစင်ကာပူကပေါ်ဂျပန်ကျွန်တော်ရဲ့မိတ်ဆွေတည်းကအမကျွန်တော်အကောင့်တစ်ခုဖွင့်ထားပြီးကျွန်တော်မသုံးသေးဘူးပေါ့နော်အဲ့ဒါကတော့2026မှန်ပါဒီတက်သုံးရင်သုံးမယ်ပေါ့နော်ဘာလို့ဒီရောက်အောင်ပေါ်ပြည့်တယ်ဂျပန်မှာကျွန်တော်မိတ်ဆွေလာပေါ့ပြည့်တယ်တကောက်ပေါက်ထားရှိတယ်တကောက်ပေါက်ထားအဲ့တော့ငါတွေကို အနေနဲ့ကျွန်တော်တပုတ်ကြရတယ်ပေါ့နော်အဲ့တော့ member တွေကပါတယ်ပြောပြီးသားနော် member တွေရောဒီ public ကမိတ်ဆွေတွေကိုကျွန်တော်ကကြိုက်တယ်ဆိုရင်လိုက်တော့နော်လိုက်တော့တုံးလို့ကြတော့ငါထိနေဒီပွဲကိုအဲ့ဒါကကျွန်တော်ကစားနေတာကိုကျွန်တော်ပုံငါကကကနေခုနက6ကပေါ့နော်ငါကကကနေကျွန်တော်6က6ကကိုငါကနေပြန်ပြီးမူခွဲပြီးတော့နှစ်ဦးမှာရှေးပေါင်း10ကို2026မှာတကွက်ထဲရိုက်ချင်တာတကွက်ကောင်းအဲ့ဒီကျင်ရရင်တော့တကွက်ကောင်းကရှေးထွက်မှာရှေးရမှာအခုဒီကျင်ကတောင်ကွက်နဲ့လည်းရရချင်မှရမယ်ပေါ့နော်အဲ့ဒီကျင်မှာ ကျွန်တော်စဉ်းစားတာပြလဲပြချင်းတယ်နှစ်ဦးအတွက်လည်းပါသွားမှကြောက်တယ်ပေါ့နော်ပါသွားမှကြောက်တယ်အဲ့ဒါကြောင့်မလို့အဲ့တော့ကျွန်တော်ဒီမှာငါးကတ်လိုင်းကိုပြောခဲ့တယ်ဒီဟာလည်းကျွန်တော်အချင်းနေဆင်မှာ content print နဲ့လို့ပြောခဲ့ဒါမှမဟုတ်ကျွန်တော်တိတ်အကြိုက်ငဲတယ်ပေါ့နော်ကြိုက်တယ်ဆိုတော့၃ပေါ့ဒီ၈ပေါင်းနဲ့၈ပေါင်း၆ရှိပေါင်း၆ရှိပေါင်း၆ရှိပေါင်း၄တွေကိုကျွန်တော်ကပြန်ပြီးတော့ငါးကတ်ကို၆ကတ်ဩငါးကတ်နဲ့ဒီငါးကတ်ကို ပြန်ပြီးတော့ငါးကပ်ပြန်ခွဲထုတ်မှာကျွန်တော်အတွေ့ယူစားတိုင်းပေါ့နော်ကျွန်တော်ညာကြီးလိုက်မိတယ်လားအဲ့တော့ဒီမှာရှီကောင်းရှစ်ဆိုတက်ရိုက်ဖို့ကျွန်တော်ကတခွဲထည့်ရိုက်ဖို့စောင့်နေတာစောင့်နေလဲဆိုတော့မပေါ်အောင်ဒီဘက်ကလည်းဒီဖေကိုငါးထည့်ကိုပြချင်တယ်မပေါ်အောင်ဘယ်လိုပြရမလဲဆိုတော့ကျွန်တော်တွေးနေတော့ချပြီအခုဒီနေ့တော့အတန်းနိုင်ဆုံးမပေါ်အောင်ဆိုတာနှမျောလို့မဟုတ်ဘူးပေါ့နော်တချို့ဘာမှနားမလဲလူတွေဆိုတော့ပြလိုက်ချင်တာပေါ့ဗျာအဲ့တော့ဒီမှာကြီးရင်တော့ပြမှာပေါ့တော့ကြာကိုကဟိုနောက်ကလိုက်ပြလို့ပြန်ဖြစ်ပါလေအဲ့လိုမျိုးတွေပေါ့အဲ့တော့ဒီ ဒီမှာကျွန်တော်တို့ဒီကျွန်တော်ပြောခဲ့တဲ့အတိုင်းရှီပေါင်း30တူပါရှီပေါင်း70တုံးကအထားကြတော့နှလုံးသွင်းကိုပြီးတယ်နော်ဒါတင်ဂီတာလေးတွေမှတ်ထားမယ်နောက်တဲ့ညီကိုညီတော်ငါကက်လိုက်ပေါ့နော်ရှီပေါင်း30ကနေဒီဆောင်ဖြတ်တဲ့နှစ်နဲ့ဒါပြပြီးသားကြီးပါ30နဲ့ပေါင်းနှစ်ကိုသူ့ရဲ့နောက်တဲ့နှစ်ကျော်မှာရှီပေါင်းနှစ်လို့ရိုက်တယ်။သူ့မရိုက်ခင်ကိုသူ့ရဲ့ရှင်းနေတယ်မှာရှီပေါင်းနှစ်လို့တစ်ခါခံခဲ့တာ။ခံခဲ့ချိန်မှာသူ့ရှီရကနန်းပါဝါနဲ့တွဲရိုက်။ပါဝါနဲ့တွဲရိုက်။သူ့ရှီရကနန်းထိပ်စီရ၃ညအကြောင်း၃ညပါဝါ၅နဲ့နောက်နှစ်မှာသူကတွဲရိုက်တာ။ဒီမှာကစားတဲ့အကြောင်းရင်းလေးလည်းရှိသေးတယ် မပြတော့ပြရင်ကျွန်တော်ကလာမယ့်နှစ်နှစ်ခြားကြရင်ကျွန်တော်တင်လဲတင်ပြီးမှာပေါ့နော်အဲ့တော့ဒီမှာရှင်းပေါင်းစက်တိရှင်းပေါင်းစက်တိလို့ရှင်းပေါင်းစက်တိစက်တိလို့ပြတာနဲ့စီဆောင်ဖြတ်တဲ့ခွန်6နှစ်က9နဲ့ဒီ1နဲ့ပေါင်းတော့6အဲ့ဒီ6ကိုနောက်တစ်နှစ်ကျော်မှနှစ်ဦးမှရှင်းပေါင်း6လို့ရိုက်ဖို့အတွက်ကို9နောက်ပိုင်းနဲ့တွဲချင်လို့သူကဒီ6ကိုနောက်နှစ်ထဲမှာရှင်းပေါင်း6လို့ရိုက်တဲ့အချိန်မှာသူရှိမှ4ဒေရှိလို့4ပါဝါ9နောက်ပိုင်းနဲ့တွဲပြီးတော့အဲ့ဒီရှင်းပေါင်း6ကိုကစားခဲ့အဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာရှင်းပေါင်း30ရှင်းပေါင်းစက်တိပြီးတော့ရှင်းပေါင်း12အလက်စက်နေလဲမှာလားဒီဆောင်ရက်ပတ်ပေါင်းချင်းက4နဲ့ဒီ1နဲ့ပေါင်းလို့လဲ6ပဲ ဲ့ဒီ6ကိုသူ့ရဲ့နောက်နေ့နောက်တစ်နေ့ကျော်မှာရှေးပေါင်း6နဲ့9နောက်ပဲတွဲရိုက်ချင်းတဲ့အတွက်ကြောင့်သူ့ရဲ့နောက်နေ့ထဲမှာရှေးပေါင်း6လို့ကစားခဲ့တယ်သူကစားခဲ့တဲ့အချိန်မှာ၄ထိပ်ရပြီးမှကစားခဲ့တယ်အဲ့ဒီ၄ထိပ်ကြောင့်သူ၄ပါပါ9နောက်ပဲနဲ့တွဲရှေးပေါင်း6ကိုနှစ်ဦးမှတက်ရိုက်တာနော်အဲ့ဒါဆိုရှေးပေါင်း7ရှေးပေါင်း12ရှေးပေါင်း10ရှေးပေါင်း12ရှေးပေါင်း12ပြီးရှေးပေါင်း73ဒီမှာတုံးကပ်စိုက်ကြတာအထားကြတော့9 6 9ကို9ဆိုပြီးတွဲတယ်နော်အဲ့ဒီမှာလည်းဒီဆုံးဖြတ်တဲ့3နဲ့ဒီရှေးပေါင်း73နဲ့ပေါင်းတော့6ကိုနောက်တစ်နေ့ကျော်မှာရှေးပေါင်း6လို့ရိုက်ဖို့အတွက်ကိုနောက်နေ့ထဲမှာရှေးပေါင်း6ဆိုပြီးဒီညမှာကစားခဲ့တယ် ရှင်းပေါင်းချောက်ဆိုပြီးတော့ကျွန်တော်ဒီနေရာမှာကစားခဲ့တယ်ကစားတဲ့အချိန်မှာလည်းသူလေးထိတ်နဲ့ကစားခဲ့တာလေးထိတ်နဲ့ကစားခဲ့တယ်ဆိုလေးပေါင်မှာ၉ချောင်းသူကနောက်နေ့ထဲမှာကိုနောက်ကိုနောက်ပိနေတွေ့ပြီးရှင်းပေါင်းချောက်ကစားခဲ့တယ်အဲ့ဒါဆိုရင်ကျွန်တော်ကပြင်စမကတ်ကြတော့ရှင်းပေါင်း၁၀ရှင်းပေါင်း၁၁ရှင်းပေါင်း၁၂ရှင်းပေါင်း၁၃ရှင်းပေါင်း၁၄လို့လာပြီဒီမှာလာပြီဆိုရင်ဒီဇောင်းပြန်ပေါင်းတဲ့ဇောင်းဖြတ်တဲ့ဒီ90ရာတုံညာနဲ့ဒီ၄နဲ့ပေါင်းတော့လေအဲ့ဒီလေးကိုနောက်တနေ့ကျော်မှာရှင်းပေါင်းလေးရိုက်ဖို့အတွက်ကိုသူကသူ့ရှင်းနေတယ်မှာရှင်းပေါင်းလေးလို့ကစားခဲ့တဲ့အချိန်မှာလေးထည့်ရရှင်းမှာကစားခဲ့တဲ့အတွက်ကြောင့်လေးပေါင်းပါ ကိုယ်နဲ့တွဲပြီးတော့ကစားတာဒီလေးတွေလေးတွေဖြစ်ရတဲ့အကြောင်းရင်းတွေကလည်းရှိတယ်နော်ရှင်းပေါင်းလေးတွေဒီနေ့ထမှလည်းကြားတာလည်းရှိတယ်လေဒီမှာလည်းကြားတာဒါပေမဲ့ဒီလေးတွေဖြစ်တည်လာတဲ့အကြောင်းရင်းတွေရှိတယ်ကျွန်တော်မပြတာမြုပ်ထားတာပေါ့နော်အဲ့တော့ဒီနှစ်ကိုကျွန်တော်ကအဲ့ဆိုဒီနောက်နှစ်နှစ်ဦးမှာကျွန်တော်ကရှင်းပေါင်းရှင်းကစားခြင်းတယ်အဲ့ဒါကတော့လာမယ့်နှစ်နှစ်ဆက်မှာပြရမယ်နော်အဲ့တော့ရှင်းပေါင်းရှင်းကစားခြင်းနဲ့ဆိုတော့အဲ့ဒါဆိုဟုတ်ပြီကျွန်တော်ငါးကက်နဲ့ပြန်ခွဲထုတ်ခြင်းကျွန်တော်ငါးကက်ကိုအကြိုက်ဆုံးပဲနော်၆ကက်ပေးတယ်ဆိုတာစိုက်ဆိုတာက၂ကက်၃ကက်၄ကက်စိုက်ကနေနဲ့ရှိလာလीနည်းနည်းလာလीအမြင်ခွက်လी ်ပေါ့နော်အဲ့ဒါကိုအမြင်ခက်တာကိုရှာနိုင်ဖို့ကလူပင်မန်းနေအေးပြတဲ့မျက်တွန်းဟောက်ပဲဖြစ်တယ်အဲဆိုက်ရတဲ့ပုံဒါနှစ်ကသုံးကဆိုတာကရှာလို့လွယ်တယ်ပေါ့နော်အမြင်လွယ်တယ်ရဲရဲကောင်ရဲရဲယူဒီလိုမျိုးဆိုင်မျိုးရှိတယ်၄ကတ်ကနေ၅ကတ်၆ကတ်ဒါမျိုးတွေခုနှစ်ကတ်တွေရောက်ရင်စိုက်ကနည်းနည်းလာလိအမြင်ကမြင်ရတာလိုက်ချက်ရတာခက်လေလူပင်မန်းလေမျက်တွန်းဟောက်ပဲဖြစ်တယ်မျက်ရိုးကြိုက်တယ်ကျွန်တော်တို့ဆိုခဏခဏဖြစ်တယ်အဲ့တော့ရှာပြီးတော့ကိုမကြိုက်လို့မလို့စိုက်မကြိုက်လို့လှုပ်ပြလိုက်တာဟာလေအများကြီးပဲအဲ့ဆိုရင်ကျွန်တော်နောက်တစ်မျိုးချိတ်ကစားကြည့်မယ်ကစားကြည့်မယ်ဆိုရင် ျွန်တော်အစောပိုင်းကဒီဘွဲကိုလေးထိတ်လို့တင်ပေးထားတယ်ပေါ့နော်ဒါမှမပြောမရလေးထိတ်လည်းကောင်းလာမယ်ဒီဘွဲကဒါပေမဲ့ကျွန်တော်လေးထိတ်ကိုဒီဘွဲမှာကျွန်တော်ဒီချားထဲမှာတစ်ချက်စောင့်ကြည့်မယ်ဗျာနော်စောင့်ကြည့်မယ်ဆိုရင်ဒီမှာလေးထိတ်ကိုကျွန်တော်ဒီချားထဲမှာပြောခဲ့ပြီဒီဘွဲမှာလေးထိတ်ကိုရှင်းကိုင်းပြီပေါ့ကိုင်းပြီပေါ့ဆိုတဲ့အကြောင်းရင်းကငါကပ်ပြန်ပြန်သွားကြည့်ရင်ဟုတ်ပြီစောနာကရှင်းပေါင်းနှစ်ရှင်းပေါင်း၆ရှင်းပေါင်းဒီ၉နောက်ပဲနော်ယူလိုက်မယ်ဒီ၉နောက်ပဲလေးချက် အဲ့ဒီကုန်းနောက်ပြီးလေးချက်ကအဲ့ဒီကုန်းနောက်ပြီးကြောင်းအဲ့ဒီနေထိုင်မှာကိုးထိန်လို့စာကြခဲ့ရင်တော့နှကနှကစီခွဲလို့တာအိုးတုံညာနဲ့တွေ့တယ်အဲ့ဒီကိုးတုံညာကြောင်းသူကတစ်ချိန်နဲ့ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်ညမှာကိုးပါဝါလေးထိတ်ဆိုပြီးကစားတယ်ဒါကနောက်ထပ်ဇရိုက်တစ်မျိုးနဲ့ပြန်ကစားရတယ်ပေါ့နော်လေးထိတ်ဆိုပြီးကစားရတယ်အဲ့ဒါဆိုရင်ဒုတိယဒီဒီမှာလည်းကိုးပေါ့နော်ဒီကိုးကလည်းဒီတိုင်းပဲ ဒီကိုကလည်းတုံညာနဲ့တွဲလာတော့နှလုံးပေါင်း၉ချောင်းသူကတစ်ချိန်နှစ်ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်မှာလေးချိန်နဲ့ကစားတယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီ၉ချောင်းတော့ဒီမှာတစ်ခါတည်းကြာသွားတာကြာသွားတဲ့အတွက်ကြောင့်ရှေးပေါင်း၆ချောင်းတစ်ချိန်နှစ်ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်မှာလေးထိတ်လို့ကစားတယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီ၉ချောင်းကိုထိတ်ကဒီမှာစကြတဲ့အတွက် ဒီရှိပေါင်း6ကြောင်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်မှာလေးထက်ဒီမှာကစားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆိုလိုချင်တာကအဲ့ဒါဆိုရင်ဒီရှိပေါင်း6ကြောင်ဒီဆောင်ပြက်ပြက်ပေါင်းချင်း6ကဒီ6ကနောက်နေ့ကိုကျွန်တော်လက်ဆင့်ခိုင်းရိုက်မှာဒီ6က6လို့ဖြစ်တယ်အဲ့ဒီ6ဟာနောက်နေ့နှစ်ဦးမှာကျွန်တော်ဒါ9ကက်ကနေနောက်9ကက်ကိုပြန်ခွဲတာနော် မူတမူနဲ့ဇရိုက်တမျိုးနဲ့ပြန်ခွဲရဒီဆောင်ဖြတ်တဲ့ခွန်ဒီ966ဆိုတော့6ခွန်ခွန်နဲ့ဒီ9နဲ့ပေါင်းတော့6အဲ့ဒီ6ကိုနောက်တစ်နေ့ကြုံပါရှီပေါင်း6လို့ပြန်ကစားတယ်လို့ကျွန်တော်ကပြန်ပြီးတော့ချိန်ပါဂျားထဲမှာရှိသေးတယ်ကျွန်တော်မြုပ်ထားတာဘာလို့ဆိုတော့တကွက်ကောင်းဟာဒီမှာချိန်ထားလို့နှစ်မျိုးလုံးမဟုတ်နင်းပြရင်ပြမယ်ပေါ့နော်အဲ့တော့ဒီမှာကဒီ9ကလေဒီဆောင်ဖြတ်တဲ့ခွန်နဲ့ဒီ9နဲ့ပေါင်းတော့အဲ့ကဏ္ဍ9လုံးပေါင်း6 ရှေးပေါင်းချောက်ဆိုတစားတယ်အဲ့ဆိုရင်ဒီလေးဒီရှေးပေါင်းလေးအဲ့ဒီလေးဟာခဏလေးနော်အဲ့ဒီလေးဒီချောက်အဲ့ဒီလေးဟာဒီချောက်ကြောင့်နော်လေးမဒီချောက်အော်ဟုတ်ပြီမပြန်နေခဲ့ပြီဒီကိုးကြောင့်ဒီဆောင်ဖြတ်တဲ့ကြော်လိုက်တာဟုတ်ဒီဆောင်ဖြတ်တဲ့ကိုးချောက်တော့ရှင့်နေဒီရှေးပေါင်းချောက်နဲ့ပေါင်းတော့လေးကိုနောက်နေမှာရှေးပေါင်းလေးလိုကစားတယ် ဆိုလို့ရှိရင်ဒီပေကဒီကိုလေးချက်ကနေ၅ချက်ကိုဆက်သွားမှာကျွန်တော်က၅ချက်ကိုဆက်သွားမှာဆက်သွားမှာဆိုတော့ဒီကောင်ကကိုနောက်ပေးမှုကလည်းကျွန်တော်၅ချက်ကိုပြောထားတယ်နော်ပြောထားတော့ထောက်ထားတာကသူ့ကိုဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့ကဒီ၅ကကွဲနေတယ်ဒီ၅ကလည်းသူကဖြစ်တည်ထားတယ်ဒါပေမဲ့သူကလိမ့်ထားတယ်နော်လိမ့်ထားတာကဒီ၅ကြောင့်အဲ့ဒီနေရာမှာ၅ထိတ်လို့ပထမဆုံး၅ထိတ်လို့မဟုတ်ဘူး၅ထိတ်နဲ့ကဏ္ဍဟာ၅ထိတ်နဲ့ကဏ္ဍဟာဒီဆောင်ပေါင်းခြင်း၄နဲ့ဒီ၅ထိတ်ကဏ္ဍရှိတယ် ခုနှစ်ဦးရှည်ရွေးနှစ်နဲ့ဦး6လို့ဖြစ်တော့နောက်နေ့ထင်ပါဒီမှာရှည်ပေါင်း6ဆိုပြီးကစားခဲ့ပြန်ရောကိုနောက်ပြင်းနေတွေ့အဲ့ဒီကိုကစကြတာနဲ့စကြတဲ့ကိုရဲ့ဒီဆောင်းပေါင်းချင်းခုနဲ့အဲ့ဒီရှည်ပေါင်း6ကြောင့်သူကနှလုံးဒီကနန်း9လုံးပေါင်းချင်း6ကိုရှည်ပေါင်း6လို့ရိုက်တယ်ဒီ9နောက်ပဲကြောင့်ဒီကနန်းပေါင်းချင်း9လုံးကနန်း9လုံးပေါင်းချင်း6ကိုနောက်နေ့နေ့ကမှရှည်ပေါင်း6လို့ရိုက်တယ်ဒီကိုကြောင့်ဒီကိုထိတ်လို့ကြာတာနဲ့ကိုထိတ် နောက်ပိုင်းကုန်းထိတ်တွေကြတော့စကြတဲ့ကုန်းထိတ်လို့လုပ်ပြတာနော်သူဒီငားကြတော့သူကနည်းနည်းဒီမှာကြားခဲ့တယ်လုံးနည်းနည်းတော့သူလက်လိန်တာပေါ့နော်အဲ့ဒါကိုကိုကြည့်တာမို့လို့ခွဲပြီးတော့ဒီကိုကြောင့်ကုန်းထိတ်လို့စကြတယ်ဒီဆောင်းခွန်နဲ့ဒီနှလုံးကိုးနဲ့6လို့ဖြစ်တယ်အဲ့6နဲ့ရှိပေါင်း6ဒီငားမှလည်းဖြစ်ခဲ့တဲ့ရေပေါင်း6เนาะအဲ့ဒါတကက်၂ကက်၃ကက်၄ကက်တကယ်တမ်းကတော့ဒီငားကက်ကိုသူကဒီအပိတ်ကိုရဲ့ကစားကွက်ဟာနောက်နှစ်နှစ်ဦးမှာ လုတ်ွက်ပေါ့နော်သူရဲ့ကစားကွက်ပေါ့ဒီအပိတ်ကိုရဲ့ကစားကွက်ကနောက်နေနေဦးမှာရှင်းနေဦးမှာရိုက်မဲ့ကစားကွက်ပေါ့ဒီအပိတ်ရဲ့ကစားဒီလိုငါလည်းငါမုံပေါင်းရဲ့နောက်နေနေဦးမှာရိုက်တယ်ပေါ့အဲ့တော့ဒီကိုကြောင့်ဒီမှာကိုကအိုးထိတ်လို့စကြပြီကျွန်တော်ကရှေးပေါင်းရှစ်လို့ယူထားတာရှေးပေါင်းရှစ်တော့မဟုတ်အရန်ကရှေးပေါင်းသုံးတစ်ခွက်ပေါ့နော်ဒါပေမဲ့ရှေးပေါင်းရှစ်ကိုရှေးပေါင်းရှစ်ကိုကြိုက်တာအဲ့တော့ရှေးပေါင်းရှစ်လို့ညာကြိုက်ခဲ့ရင်ဒီလိုဟို ဒီမှာငါထိတ်လို့ဝင်ပါဒီကနန်းသုံးလုံးပေါင်းခြင်းနှစ်နဲ့ဒီရှေးပေါင်းချောင်းနဲ့ပေါင်းပါ6နှစ်ဒီကနန်းငါးလုံးပေါင်းခြင်း10ဖြစ်နေမှာကျွန်တော်ရှေးပေါင်းရှိပါလား10ဖြစ်နေမှာနောက်နှစ်နှစ်ဦးမှာရှေးပေါင်း10ဆိုပြီးတော့ကျွန်တော်ကကစားချင်တာအဲ့ဒီရှေးပေါင်း10ကိုဘာလို့ယူရလဲဆိုတော့လာမယ့်နှစ်နှစ်စာမှာပဲပြရအောင်မယ်နော်ဒါပေမဲ့ဒီမှာတင်သူငြိမ်ပါတယ်နော်လေးကနဲ့ခွဲပြောရမလား ၄ချက်နဲ့ခွဲပြောရမယ်ဆိုဒီ၉နောက်ပဲ၄ချက်ကြောင့်အဲ့ဒီ၉ကြောင့်ပထမဆုံးစကြတဲ့၉ထိပ်အဲ့ဒီ၉ထိပ်ရဲ့ဒီကဏ္ဍ၅လုံးဒီကဏ္ဍ၅လုံးပေါင်းခြင်းဟာအလုံးပေါင်း၆အဲ့ဒီ၉ကြောင့်ပဲသူက၉ဟာတုံညာနဲ့တွဲလာခြင်းကြောင့်ရှင်းနှလုံးပေါင်း၉ဖြစ်လို့၉ချိန်ကြောင့်မှသူပါဝါထိပ်စီကစားတယ်ဒုတိယကံမှာဒီ၉နောက်ပဲကြောင့်၉ထိပ်ကိုစကြတာနဲ့သူရှိရတဲ့တုံညာနဲ့ကတ်လာလို့နှလုံးပေါင်းကြီး၉ထိပ်ကြောင့်၉ချိန်ကြောင့်မှ၉ပါဝါ၄ထိပ်ကစားတယ်ဒီမှာလည်းဒီ၉ကြောင့်ဒီမှာတခါတည်းပထမဆုံးပေါ်ခဲ့လို့ဒီရှင်းပေါင်း၆ကြောင့်သူက၆ချိန်ကြောင့်မှ၄ထိပ်လို့ကစားတယ်၉ပါဝါ၄အဲ့တော့ဒီ၉နောက်ပဲကြောင့်၉ထိပ်က ကိုထိတ်ကဒီမှာမစကြတာစကြတော့သူကဒီကိုခုံလို့နှလုံးပေါင်းကြီး6တောင်တစ်ချိန်နဲ့ချိန်3ချိန်4ချိန်5ချိန်6ချိန်ရောက်မှာကျွန်တော်ကဒီနေရာမှာ၄ထိတ်တစ်ချက်ပြန်ဆောင်မှာကျွန်တော်၄ထိတ်ကိုတစ်ချက်ပြန်ဆောင်မှာပေါ့နော်အဲ့တော့၄ထိတ်တစ်ချက်ပြန်ဆောင်မယ်ပြန်ဆောင်တော့ဟုတ်ပြီသူ့ဘုံမှာမကြခင်ရှင်းပေါင်းရှစ်တွေခံတယ်နော်ရှင်းပေါင်းရှစ်တွေခံတယ်ရှင်းပေါင်းရှစ်တွေခံတယ်တို့ပြီမနှက်ကစီသူခွဲလုသွားမယ်နော်ခွဲလုသွားတဲ့အကြောင်းကြီးကဒီ၃ညကြောင်ဒီ၃ညကြောင်ဒီမှာဒီနောက်ပေါင်းရှစ်နောက်ပေါင်းရှစ်ဒီရှင်းပေါင်းရှစ်ကစရိုက်တယ်ဟာလည်းပြောရတယ်လို့ နှစ်ကတိခွဲဆိုသွားရင်လေဒီရှေးပေါင်းရှိကြအဲ့ဒါကအသက်ရှိတဲ့ဒီမှာခွန်ခါနှစ်ချက်ဖြစ်နေတယ်နော်ဒီမှာကိုးခွန်အတွဲကိုခွန်ခါနှစ်ချက်ဖြစ်နေတယ်ဒါဒီကိုးကြတော့ဒီမှာနေစကြခဲ့တာဟိုစကြခဲ့တော့ဒီခွန်ခါခွန်ခါအဲ့ဒီဟာကြောင့်ကျွန်တော်တွေးခဲ့တာမပြပြတာပဲရှိမယ်ဒီ6-3နောက်တွင်မှမှန်ပါရှေးဟောအောင်ခဲ့တယ်အဲ့ဒီအတွင်းခဏနဲ့ပြန်တော့နှစ်ကတ်စီးနဲ့ပြမယ်နှစ်ကတ်နှစ်ကတ်စီးဒီလေးရှိတဲ့ကိုကျွန်တော်တို့ကဒီနေရာမှာနှစ်ကတ်စီးနဲ့ပြန်ခွဲထောအောင်ခဏနဲ့ခဏဆိုလေအမျိုးပေါ့နော်အဲ့ဒါဆိုရင်ဒါမဲ့ဒီကြားထဲမှာကြိုက်ရင်လည်းကြောက်နေတယ်နော်ကျွန်တော်ဒီနေရာမှာလည်းလေးထိတ်ကကြိုက်နေတယ် ြောမရဘူးเนาะဒါကကျွန်တော်စောင့်နေတဲ့ဟာကိုကျွန်တော်ပြောပြရတယ်လေးထည့်ကဒီနေရာမှာလည်းကောင်းတယ်အဲ့တော့ဒီငားမှာလည်း तू ကထောက်ခဲ့လို့ဒီငားကြတော့ तू ကဒီကိုးနဲ့ဟိုကွဲတော့ကြတော့ तू ကပထမဆုံးငားမဟုတ်တော့ဘူး तू ကအဲ့ငားထိတ်ငားထိတ်မှလည်းကစားခဲ့တာပဲဒီဆောင်းကြောင့်အဲ့ကြောင့်ဒီကောင်းမှာလည်းအမျိုးတစ်ဖုံထောက်ထားတဲ့အတွက်ကြောင့်ကျွန်တော်ငားကနေပြေးတာဒီငားငားပဲကြောင့်အဲ့ဒီနေ့ထဲမှာငားထိတ်ရဲ့ကဏ္ဍဒီကဏ္ဍငားလုံးပေါင်းခြင်းဟာငားထိတ်ရဲ့အောက်နဲ့ငားထိတ်ကဏ္ဍနဲ့ကဏ္ဍငားလုံးပေါင်းခြင်း6ကိုနှစ်ဦးမှာ6ပေါင်း6ရိုက်တယ်เนาะအဲ့တော့ဒီမှာကလည်း ဒီကိုထိတ်ကြောင့်ဒီမှာကနန်းအားလုံးပေါင်းကြီးပထမကိုဘိတ်ကြောင့်ပထမကိုထိတ်ရဲ့အဲ့ဒီနေ့ထိတ်ရကိုကိုထိတ်ရဲ့ကနန်းအားလုံးပေါင်းကြီး6ကရှိပေါင်း6ရိုက်တယ်ဒီမှာကိုဘိတ်ကြောင့်အဲ့ဒီနေ့ထိတ်ရကိုထိတ်ရဲ့ကနန်းအားလုံးပေါင်းကြီးဒီလိုကနန်းအားလုံးပေါင်းကြီး လေးရရှေးပေါင်းလေးလို့ရိုက်ခဲ့တယ်ဒီမှာလည်းရှေးပေါင်းချောက်ပါရှေးပေါင်းချောက်ရိုက်ခဲ့တယ်အဲ့ဆိုရင်တကက်နှကက်သုံးကက်လေးကက်ပြေးသွားပြီအဲ့တော့ငါးကက်မြောက်ပါကျွန်တော်ငါးကက်နဲ့ပြန်လို့တော့ဒီကငါးကက်ကပဲလုံနေတဲ့အတွက်ကြောင့်ဒီငါးလေးကမျိုးတစ်ဖုံသူကဗီဇာကွဲတဲ့မျိုးလွယ်ကွဲတဲ့အတွက်ကြောင့်မျိုးတစ်ဖုံနဲ့ထောက်တယ်လုံတယ်သူတာဝန်ကြီးတယ်ပဲနောက်ပိုင်းကိုးတွေကျတော့သူကပုံစံသူစထွက်တဲ့ကိုးစထွက်တဲ့ကိုးစထွက်တဲ့ကိုးလို့သူကရေးဖြစ်လာတဲ့အတွက်ကြောင့်ဒီမှာကိုးကစထွက်တာစထွက်တာဆိုကျွန်တော်ကရှေးပေါင်း၈လို့မှတ်လာတယ်နေဦးမှာအတွေ့ရစာအတိအကျမှတ်လာတယ်မှတ်လာတဲ့အတွက်ကြောင့်နောက်ပိတ်ကပါပြီးသား ဒါပေမဲ့နောက်ပိုင်းမှာပါရင်အကုန်တစ်ခွက်လုံးပေါ်သွားပြီလေအဲ့တော့ရှင်းပေါင်းရှိလို့မှန်းထားရဲဆိုရင်ဒီနှစ်ထဲမှာဒီ9နောက်ပိတ်ကြောင့်9ထည့်ရတို့စကြပြီစပြီဆိုရင်ဒီဆောင်ချက်တည်းအနန်းသုံးလုံးနဲ့ဒီရှည်ထွေးနဲ့ပေါင်းခြင်းဟာရှစ်လို့ဖြစ်ရမှာဖြစ်မှာဆိုရင်9ထည့်အဲ့ဒါကြောင့်မလို့နံပါတ်ကထည့်ရကဏ္ဍနေကို9ထည့်နဲ့လဲရန်ထိုးကြပါနော်နေ့ရှင်ငါလည်းအရန်ထဲမှာနေ့ရှင်ငါကိုလည်း၅ရှစ်နှစ်၅နှစ်ရှစ်ဆိုပြီးတော့ရန်ထိုးမယ်။ကျန်တဲ့၅ပါးတဲ့ခဏလေးကနံပါတ်တွေကခဏလေးရယ်၅ပါးတဲ့၅ထိတ်ရယ် ရန်ထိုးပါနော်ရန်ထိုးကြဟာလာပက်လက်ထိုးရတဲ့ဆိုင်ရန်ထိုးလေးဆိုတော့လေဟာလာငါးပါးတဲ့ကဏ္ဍနဲ့ငါးထိပ်ရတယ်တင်ထိုးမယ်နော်ဘာဝတူရဲမှာငါးပါးတဲ့ကဏ္ဍနဲ့ကြည့်ပဲဟာလာကျွန်တော်တကွက်ကောင်းအောင်လေငါးပါးတဲ့ကဏ္ဍနဲ့အဲ့ဒီတော့ကျွန်တော်တို့ကဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတော့ကိုကိုစဉ်းစားပါတော့နော်။သူကနှစ်ကက်စီခွဲတော့မှဒီကိုလေးချက်ကိုပထမမှာကိုးတုံညာကိုးတုံညာနဲ့ကြားတယ်။ဒုတိယမှာကိုကိုခုံကိုခုံနဲ့စကြခဲ့တယ်။ကြားခဲ့တဲ့ဆိုရင်သူ့အောက်ကကဏ္ဍပြန်ကြားတယ်နော်။သူ့အောက်ကကဏ္ဍပြန်ကြားတယ်။ဟုတ်လား။အဲ့ဒါဆိုရင်တစ်ချက်ကျွန်တော်နှစ်ကက်စီနဲ့ပြောတော့မယ်။ ပြောတော့မယ်ဆိုတော့ဒီ line လေးကကျွန်တော်တို့ဒါနှစ်ဦးဟာလာမယ့်နှစ်ဦးမှာရှေးပေါင်းရှေ့နေတကွာကောင်းခိုင်မှုရှိတယ်เนาะအဲ့ဒါကအကောင့်တော့ပေါ်နေတယ်เนาะကျွန်တော်ဖုန်းနံပါတ်က2993 3001ပါเนาะ3001 2993 3001ဖြစ်ပါတယ်ခွန်ကိုတစ်အဲ့ဒါကျွန်တော်လည်းပေါ်ပြီးမှာဖုန်းနံပါတ်ရေးရတော့မယ်တဲ့အကောင့်ကတဘုံလေးကြီးဗျာကျွန်တော်မှာပါညီလေးတယောက်သွားဆေးတာဆေးထားတာမပြတော့ပါဘူးကာစီကိုပန်နေဗျာအချိန်စာပဲလေးရတယ်ဗျာတကွာကောင်းရခဲ့တယ် အဲ့ဒါစေတော့ဘလို့သွားတယ်အကောင့်တပုံမဲကြီးနော်အထူးကယူဆိုင်မယ်နော်ဖုန်းနံပါတ်ကြီးကတဲ့နော်ကျွန်တော်တို့ကကျွန်တော်ဖုန်းနံပါတ်က39ကို2953ခုခုတင်နော်39ကို2953ခုခုတင်အဲ့ဒီတော့ဒီနားမှာငါဆိုတာလေတုံးတော့တုံးငါကြီးကိုလေကြိုက်တယ်ငါဆိုတာဖြစ်သွားနိုင်လားမဖြစ်နိုင်လားဆိုတော့အချက်ကြည့်မယ်ကျွန်တော်ဒီအထောက်အကူလေးတွေသဘောကျတယ်ကျွန်တော်ပြနေကြပါရှေးပေါင်း3ညကျောင်း3ညနှစ်ခါခုန်ခါရှေးပေါင်း6ညကျောင်း6နှစ်ခါခုန်ခါ ရှိပေါင်း9ကြောင်9နှစ်ခက်၃ခါလာမလား၃လုံးမိုက်လာမလား၃ခက်ကြီးရောပြီးဖို့ဟာတော့ပြီးလည်းပြီးသွားတာရှိတယ်နော်အဲ့တော့၃လုံးမိုက်ရနေတယ်ကျွန်တော်ဒီနှစ်ခက်ကလေးနဲ့ကျွန်တော်တစ်ချက်ကြိုက်တယ်ကြိုက်တယ်ဆိုတော့ကဒီမှာရှိပေါင်း6ဒီပေါ်မှာဖြစ်မလားရှိပေါင်း6ကြောင်သူက6အခွာပြီးတယ်ဒီမှာရှိပေါင်း9ကြောင်9အခွာပြီးမလားဒါမှမဟုတ်9လုံးမိုက်ပြီးမလားကျွန်တော်က9လုံးမိုက်မယူစားတယ်9အခွာဆိုဆယ်ခွက်စီးဆွဲရုံပဲအဲ့လိုကြီးဆိုတော့သူကလွယ်လွယ်ချင်မှလွယ်မယ်နော်လွယ်ချင်မှလွယ်မယ်ဆိုရင် ျွန်တော်ဆောင်းကပြောတာကဒီလိုင်းပါနော်ရှစ်ကိုးလေးတွေအောင်းသွားတာနော်ဒီလိုင်းကရှစ်ကိုးလေးတွေအောင်းသွားတာတော့ကြအခုမှလက်ရှိကိုကြည့်ပြီးရလူကရှစ်ကိုးလေးတွေဖော်မွေးတွေအောင်းသွားတယ်ဗျာရှစ်ချောက်ကုန်းလုံးကလည်းဒီလိုင်းအထောက်အကူကြောင့်ရှေးပေါင်းလေးနဲ့ဘရိတ်တက်ဆိုပြီးတော့ကျွန်တော်ပြခဲ့တယ်ဗျာရှစ်ချောက်ကုန်းလည်းဒီလိုင်းလိုင်းရဲ့အထောက်အကူလေးပဲနော်အထောက်အကူလေးပဲအဲ့တော့အောင်းသွားတာလေဒီကို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 ရှစ်ဆိုလဲစောင့်နေတဲ့ခဏမျိုးလေးဒီလိုင်းတွေလည်းဆော့ထားတာနော်အဲ့တော့ဒါကရှစ်ကိုးလေးဖော်မွေးအောင်းသွားတာပြည်တယ်မဟုတ်လားဒါကလူပစ်တွေအနေနဲ့အဲ့တော့ဟောကြဒီတော့ကလေးပြရတယ်ဆိုပြီးဒီဆိုင်ကလေးကအနှစ်မပါဘူးဖြစ်နေုံပဲကျွန်တော်ဘာကြောင့် လဲဆိုတော့သူကအဲ့ဒီနေထိုင်မှာသူမိုးတွေအများကြီးကွဲတယ်နော်မိုးအများကြီးကွဲတယ်ထားပါလို့လေထားပါလို့ဆိုတော့တစားတစားနဲ့ကျွန်တော်ဒီမှာနှစ်ကပ်လေးနဲ့ခွဲဆိုခဲ့တာကအနည်းကနှစ်ကပ်တည်းကသူဒါလုပ်တာသူကဘယ်လိုလုပ်လဲဆိုတော့ဒီမှာ6000တော့ကွဲ6000တော့ကွဲဒီမှာနှစ်ကပ်ဖြစ်တာ4ကိုလို့ထောက်တာနှစ်ကပ်ဒီမှာလည်းသူက4ကိုဆိုပြီးထိတ်ထိတ်လို့ထိတ်ထောက်ပါဝါထောက်ထောက်ပြီးဆိုရင်4ကိုကသူက6တွေဖြစ်လို့သူကနောက်ပေါင်းကို6000တော့ကွဲဒီမှာလည်းသူကနှစ်ကပ်လေးတွေ6000တော့ကွဲ ။ဒါဒီလိုလေးတွေကျွန်တော်သဘောကျတယ်။လိုက်တယ်။ဒါပေမဲ့တခြားထောက်ပြီးလည်းပါတာပေါ့ဗျာနော်။ဟိုပြန်ကြဆိုင်ဆိုတာကပြန်ကြဆိုင်လို့တွေးလိုက်ရင်ကိုကအနားကိုစစ်ထော်တာတခြားရွေချင်တခြားအထောက်ကူလိုင်းနေရောပေါ့နော်။အဲ့လိုမျိုးရိုက်တယ်။ရိုက်တဲ့ချိန်မှာသူကဒီကိုကိုဒီကနန်းကြီးကိုလည်းပဲကိုလာ။ကြီးတဲ့အနားကဒီထိတ်ဒီမှာထိတ်သူ့ရဲ့တပွင့်ငယ်တဲ့ကနန်းနဲ့ဒီမှာကိုလာ။အဲ့ဒီကနန်းပြန်ကြ။အဲ့တော့ကျွန်တော်ဒီမှာဒီမှာလက်ထိတိုင်းပဲ၆၃လောက်ပဲဟိုဒီမှာ။ဒီ၆၃လောက်ပဲကနှလုံးပေါင်းကိုမလို့ ဒီလိုဆောင်ကိုးတာဒီမှာလည်း၄ကုလို့ထောက်ထားတာဒီမှာ၆သုံးလောက်ပဲအဲ့မှာလည်းကနန်းကြီးကိုအကြီးကနန်းကဒီမှာထိတ်လို့ဝင်ပြီးတော့ဒီမှာသူ့တက်တပွင့်ငယ်တဲ့ကနန်းကဒီမှာတဲလာတဲလာတဲ့၆သုံးလောက်ပဲရံကြသူ၆ောင်းနေတာနောက်ဆက်အဲ့မှာဒီကောက်ကမှာပါရေဟောတစ်ခွက်ကောက်အာအောင်သွားတာပဲအဲ့တော့ဒီကနန်းတော့၃၅၆၃၅ပဲဟောအဲ့တော့ဒီလိုဇလိုင်းကလေးတွေကျွန်တော်အစားလာတို့ထားပြီးကြတဲ့အချိန်ကကြည်နေတာ ပြန်ချလဲယူစားလို့ရတယ်ကျွန်တော်အစကတိရှင်ငါဆိုပြီးတော့အခုခါတော်တော်လုံးတုံညာဖြစ်သွားလို့ပြန်ချဘက်ကိုနင်းလိုက်တာဒီနေ့ဆိုကျွန်တော်ဒီညမှာတိရှင်ငါကလည်းတခွက်ထိုးမှာဘာကြောင့်ထိုးမှာလဲဒါကြာပါပြီ300ဆိုကျွန်တော်ဟိုအရင်နှစ်ပြန်လဲပြခဲ့ဘူးလေဒီလိုအနီးကဆောင်လို့နှစ်ကက်ရှိကျွန်တော်ကကျွန်တော်တွေ့ပြအများတယ်အဲ့လေ300လို့ဆောင်ထိုးတာနှစ်ကက်ပဲရှိတာအနီးနီးကမှာ300တုံညာ300ဆိုပြီးနော်နှစ်ကက်ပဲရှိတာအရှိတော့အဲ့ဒီ300လို့ဆောင်ထိုးတယ်သူ့ရဲ့ထောင်းမှာကြာတယ်မလေးတခွအဲ့မှာပါဝါလမ်းသွားတာ၄ပါဝါကို၁ပါဝါ6ခွန်ပါဝါ2ဆိုပြီးတော့6 6နှစ်ဆိုပြီးတော့အဲ့ဒီ300ရဲ့ဆောင်မှာလေးတခွကိုထည့်ပါဝါလမ်းသွားတာ ၄ပါဝါကို6ပါ၁ပါဝါ6ခွန်ပါဝါ2နဲ့ပါဝါလန်တာအဲ့ဒါဆိုရင်သူ့ဘေးကိုကြားတဲ့ကနေရှုပ်ရှိနှစ်နှစ်ကျော်ကနေသူ့ဘေးကိုကြားတဲ့ကနေသူ့ရှိနှစ်နှစ်ကျော်ငါကိုတော့ငါကိုတော့နော်သူ့ဘေးကိုသူ့ဘက်ကိုလိုက်တဲ့ကနေကျွန်တော်ကဒီဆောင်ဆင်းမလားပေါ့နော်ပါဝါလန်အဲ့ဆိုရင်ဒီရှင်ကလည်းကြောက်ရတာပေါ့ငါရှိတိဟုတ်လားကြိုက်တယ်ဆိုရင်ငါရှိတိဒါပါဝါလန်တဲ့လူကငါရှိတိကျွန်တော်ငါရှိငါထိတ်ကုန်လည်းနဲ့ကြိုက်တယ်ဆိုတော့ငါတိရှိအဲ့ဒီနောက်ကအာရန်ထိုးရင်ထိုးပေါ့နော်အာရန်ထိုးရင်ထိုးတာဘာဖြစ်လို့လဲဆိုတော့ဒီမှာအတိအကျပါဝါလန်တာလို့ဆောင်းဆင်းလာရင်ဒီ6 6တုံးများတုံးကိုပါဝါလန်ရင် ငါတိရှိရတယ်6ပါဝါတိ3ပါဝါ5တင်ငါ3ပါဝါ8နဲ့ငါတိရှိဆိုတဲ့ပါဝါလမ်းသွားရရတယ်ဘာဖြစ်လို့လဲကျွန်တော်ဒီမှာသူကဆောင်းစင်းတာလေဆောင်းစင်းတော့လေးတိခုံကိုအတိအကျလမ်းသွားလို့အထိုင်ရောအတူတူလမ်းသွားလို့၄ပါဝါ၉ထိတ်နဲ့၁ခါပါဝါ၆ခါနဲ့ခွန်ပိတ်ပါဝါ၂ခါနှစ်ပိတ်နဲ့တော့သူကပါဝါလမ်းသွားလို့ဒီမှာလည်း6တုံးညာသုံးလို့သူကပါဝါမလမ်းတော့ဘာဖြစ်လို့လဲအဲ့လိုမျိုးနှစ်ကတ်နဲ့ကျွန်တော်၃လ၈ခုခုံတော့တင်ပေးခဲ့တယ်လေဒီမှာကလစ်နာမှာ390ခါလေးတာနှစ်သက်ရှိရဲဆိုတာလေအဲ့ဒီရထောင်ကြရတဲ့19 19ကိုဆိုပါဝါအတိအကျအထိုင်နဲ့လမ်းတာ တတိအခွာပါပါ6အခွာနဲ့5ပါပါ၄နဲ့ဟောဒီမှာ390လို့ခါလိုက်တာနှစ်ကန့်ရှိတာရှိတော့ကျတော့ဒီတတိပါပါ6အခွာရဲ့5ပါပါ၄ရဲ့အဲ့လိုမျိုးတင်းလာတာဆိုသူ့ဘက်ကိုလိုက်တဲ့ကဏ္ဍနေကြောက်ရတယ်သူ့ဘက်ကို၄နှစ်၄၃နှစ်ရဲ့ပါပါခု၈ခုအားဆိုပြီးကျွန်တော်အမှန်ဘာဖြစ်လဲမှာအောင်သွားတယ်အားဆိုပြီးရေးပေးခဲ့တယ်နော်ဒါကအဲ့ဒီလိုမျိုးပဲအဲ့ဒါဆိုတော့ဒီကောင်ကဆောင်းစင်းတဲ့အကွက်ဆိုရင်ဒီမှာလည်းပါဝါမလန်ခဲ့ဘူးလေ6ငါးနှစ်ကိုသူပါဝါမလန်ခဲ့ဘူးမလန်ခဲ့ဘူးဆိုတော့ဒီမှာသူလှက်လန်းသွားခဲ့ရင်ကျွန်တော်က သုံးရလို့ဆောင်လို့လည်းမလေးတခုရပါပါမိကြလန်တာဒီဆောင်ကိုထပ်ပလန်ခဲ့ရင်ငါးတရှင်ငါးရှစ်တည်းရတယ်။သူ့မဟုတ်ပြန်ကြ။ဓမ္မကရှိရလို့နော်။သူ့မဟုတ်630ပြန်ကြတာ။နော်။ကဲအားလုံးပဲမင်္ဂလာပါနော်။ဒါကတော့ကျွန်တော်ပြန်ကြမှာပြန်ကြပါပဲနော်။ပြန်ကြမှာပြန်ကြပဲ။ပြန်ကြတကွက်ကောင်းအောင်ဩတာပါ။ကျွန်တော်တို့နံပါတ်ကတ်မှာတော့ကျွန်တော်အပတ်စီရှယ်ဟောဆိုတကွက်ကောင်းအောင်ထည့်ထားတာပေါ့နော်။ ကျွန်တော်အပတ်စဉ်အဲ့လိုထည့်တာပါဘာလို့လဲတချို့ကြတော့တခွားကောင်းကြိုက်တယ်ကြိုက်တယ်ဆိုလို့ကြတော့အဲ့လိုမျိုးထည့်လိုက်တာပေါ့ဗျာနော်ဘာလို့ဆိုအဲ့တော့ဒီအဲ့လိုယူပြီးမှလည်းရတယ်ရတယ်ဆိုရင်ကျွန်တော်ဟိုရင်းလားဆိုအဲ့လိုမျိုးငန်းဖမ်းပြယူပြီးလိုက်တယ်ဆိုရင်တခွားကောင်းယူပြီးပါဦးတခွားကောင်းယူပြီးပါဦးဆိုနံပါတ်ရပြောတော့အမထိတ်ဆုံးကရှေ့အောင်ပါစေပြီးကြတယ်ဒီ3 6တုံးကရှေ့အောင်အောင်သွားတာပဲအဲ့ဒီကအောင်ပြီးကြတဲ့ကစိတ်ထဲမှာဘာမှမရှိဘူးအဲ့တခွားကောင်းအောင်ဖို့စိတ်ကူရှိတော့တယ် ရှင်ဟိုပဲမိခြင်းလေအာယုံအဲ့ဒါပဲစိုက်တာအဲ့တော့အားလုံးပဲခံကောင်းကြပါစေနော်ဒါပြန်ကြပါနော်ပြန်ကြကျွန်တော်ငါထိတ်နဲ့ပြန်ကြကျွန်တော်ပြောလိုက်တယ်နော်ငါထိတ်ငါထိတ်ကြိုက်တယ်ဆိုရင်ကစားနိုင်ပါတယ်အဲ့တော့ငါထိတ်နဲ့ပြန်ကြကစားရင်ကစားဖို့နော်ငါထိတ်နဲ့ကနန်းလေးရှိတယ်လေဟုတ်လားအဲ့တော့မမဝင်ရောနော်ပြောချင်တဲ့အတွက်ကြောင့်အားလုံးမင်္ဂလာပါဒီလောက်ပါပဲနော်ချဲတစ်ချိန်စားကျွန်တော်တောင်းခွဲပါချဲသုံးချိန်စားကိုလေးတောင်းပါနော် ထိုင်ရနေဆိုရင်ချဲတစ်ချိန်စာကိုအတည်ရပါချဲသုံးချိန်စာပဲလေးရပါကျွန်တော်ကာစီကုန်ပဲမသုံးပါဘူးနော်ဘန်းနာမေးရလိုက်ဗျထိုင်လူလူနာမေးကြီးနေဗျနော်အခုတော့ပါကျွန်တော်ကုန်ပန်းဒီမှာဝင်စေထိုင်ရလူတွေဝင်စေနေထိုင်ရကုန်တွေတွေ့နေသူတို့ပဲလောက်ပြီးရဆေးနေရလားလို့မေးပြောမယ်ဆိုရင်ကျွန်တော်ကိုအကောင့်တူလို့ကျွန်တော်ကအစ်စ်ကနေအတူဖြစ်အောင်သူတို့ကပြန်လုချင်တာလားဘောနော်နောက်ခံနေရတော့ထိုင်းမှာထိုင်းနောက်ခံနေနဲ့ရိုက်ပြီးတော့ကွန်မန်းနေပါဆင်းနေတယ်တွေ့တယ်။ဗါတဲ့လိန်နာတွေရောဗါတွေရောသူတို့ကပဲအကောက်လူတွေဖွင့်ပြီးတော့ ဒီကောင်းတဲ့ပုံစံပဲเนาะအဲလူလေးနေဆိုပြီးတော့မကွန်မန့်နေမှာတွေ့နေရတယ်နောက်တစ်ခုကထိုင်းရနေဝင်အခုချိန်ရနေဝင်ဘန်းနဲ့ထောင်ပါเนาะညီမပြီးအရာစုနှစ်သိမ့်ပါเนาะနှစ်ဆမဝင်လဲဘန်းနဲ့ထောင်မယ်ညီမပြီးကလည်းနှစ်ဆမလာဝင်လဲနှစ်သိမ့်မယ်အခုချိန်မှာဝင်လက်ကြံကားချင်းခါမရပြီပေါ့เนาะโอเคအားလုံးမင်္ဂလာပါဗျเนาะ